မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာလောလောဆယ်ချင်ပါတယ်နော်အဲချင်းနေအမချင်းနေနေဒီဆိုးနေရောဗျာနော်အဲ့တော့ခင်ဗျားတို့မလုပ်ဘူးဆိုလို့ရှိရင်တော့ချင်းနေမကောင်းဘူးကျောက်ဖြူကအသေးကြီးတိုက်ခံထိနေတယ်နော် တပုံအေစစ်သေးကြော်ရည်အနေနဲ့အသေးချေတိုက်နေတာပါတို့တို့တက်တက်မလို့စစ်တီစစ်တီတွေရဲတွေအားလုံးတက်ဖွဲ့ဝင်နေဘက်ကလည်းအပြင်းထန်ခုခံပြီးတော့ရွတ်ချင်တိုက်ပွဲဝင်နေတယ်အဲ့တော့အချင်းတွေအဖြစ်ကိုယ့်ဘက်ကတော့ပေးဆက်မှုတွေရှိနေတယ်နောက်ဆုံးအားတွေရှိနေတယ်နော်အကြောက်ပြူအတွက်ခင်ဗျားတို့ဂယုမဆိုင်ဘူးဆိုလို့ရှိရင်တော့ကြောက်ပြူဘယ်လိုလုပ်မှာလဲကျွန်တော်ဒီကြောက်ပြူနဲ့ပတ်သက်ဦးမင်းအောင်လာရဲ့ဒါ င်္ဂလာပါချစ်ကိုမင်္ဂလာဟာမင်္ဂလာဟာနော်အဲ့တော့ဦးမေအောင်လည်းဘယ်လိုလုပ်မှလဲပေါ့နော်ကြောက်ဖြူကကြောက်ဖြူရဲ့ပြစ်ကွင်းပြစ်နဲ့ပြစ်ခတ်မှုအခြေအနေအကုန်လုံးဟာအကြီးမဟုတ်ဘူးနော်အကြီးမဟုတ်ဘူးအကျယ်ကြီးမဟုတ်ဘူးကြောက်ဖြူကစစ်မျက်နှာပြင်နဲ့အကျယ်ကြီးချဲ့လို့ရတဲ့နေရာမျိုးမဟုတ်ဘူးအဲ့လိုမျိုးနေရာလေးကိုတော့မှပဲဒါမျိုးဖြစ်နေတော့စတန်ဒတ်အာမီလုပ်လို့မရအောင်အဲ့တော့အထက်ရရှိလူကြီးမင်းနဲ့ပြတ်သားမှုလို့တယ်ထီထီရောက်ရောက်ကျွန်တော်တို့ ထီရော်တဲ့လက်နက်တွေသုံးဖို့လိုတယ်မဟုတ်ဘူးဆိုရင်ကြောက်ဖြူဟာမကြခင်မှာအခက်ခဲတွေ့နိုင်တယ်နော်အဲ့တော့ကြောက်ဖြူနဲ့ပတ်သက်ပြီးသတင်းလင်သတင်းဘလော့ခေါ်လို့ဆိုရင်သတင်းတွေအုပ်ဖုံးလာတာရှိရဲ့အထက်ကတည့်ရလာတော့ကျွန်တော်မသိဘူးသို့ပါတော့လည်းအောက်မှာတော့ပိုးစုပတ်ဆက်ပိုးစုပတ်ဆက်ကိုဖြစ်နေပြီလို့ပြောချင်တယ်နော်အာကြောက်ဖြူအနေနဲ့ဘလောက်ထိစိုးရင်စရာကောင်းတယ်လဲဆိုတော့ကြပြီတလားဆိုတော့ကြောက်ကြောက်ဖြူတော့မကြပါဘူးမကြသေးကြလည်းမကြဘူးအဲခုခံနေရမှာတော့တော်တော်လေးလက်ဝင်နေရလို့ကျွန်တော်ပြောလို့ရတယ်ဗောနော် လေရင်အုပ်လိုက်နဲ့ကျဲဗျာတဲ့လေရင်အုပ်လိုက်နဲ့ကျဲတယ်ဆိုတာကအလုံးလုံးမှရတာအလုံးလုံးမလုပ်ဘူးခင်ဗျအဲဒါကြောင့်တော့ဒုက္ခရတယ်နော်ကြောက်ပြီလဲပေးရမထင်ပါနဲ့အကိုရဲ့မပေးရဘူးကိုလိုမြုံလင်းနေပါနော်မပေးရစေချင်ဘူးအဲဒါကြောင့်မို့လဲအကိုနေတယ်ဒီနေ့အမ်တည်စေချင်တာပါအောက်ခြေကလည်းအထက်ကိုတင်မပြရဲဘူးအထက်ကိုတင်ပြလို့ရှိရင်လည်းအထက်ကဂီးမဆိုင်ဂီးမဆိုင်တာတွေဒါနဲ့ရအောင်လို့ဒီလိုဖြောင်းလို့ဖြောင်းလို့ဆိုတော့ အထက်ကအောက်ကိုမတိပဲနဲ့နော်လက်တွေ့မဆန်မှုတွေဟာနောက်ဆုံးပြီးတော့ကိုယ်စစ်သူကြာရှုံးတယ်သူတို့ကျွန်တော်တိုက်ပွဲတွေကြာရှုံးတာနော်အဲသူတို့အထက်တွေအောက်တွေကျုံစိတ်ဝင်စားအောင်ကျုံစိတ်ဝင်စားတာက အောက်ချင်မှာစစ်သည်တွေမတန်တဆနဲ့ရန်သူစစ်သူကြတပုံတွေကိုရင်ဆိုင်နေရတယ်အဲ့ဒါကကျွန်တော်စိတ်ဝင်စားတဲ့အရာဖြစ်တယ်ကြောက်ကြီးကိစ္စမရှိဘူးကိုအေယာဝီမရောက်ဖို့အရေးကြီးတယ်အေယာဝီလက်သိမ်းမချခင်ကျွန်တော်ဆက်ပြောပါမယ်နော် ဲ့တော့မင်္ဂလာအကောမမောင်းလို့မင်္ဂလာမင်္ဂလာပါနော်နေဒီခံပြီးတော့ကျွန်တော်ရဲ့ဒီနေ့ချောင်းတဖို့ဖို့တော့ဖြစ်တယ်ဗျာနော်နေဒီခံပြီးမှာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တောင်းမယ်နဲ့အဲ့တော့ရရအောင်ကြိုးအဲ့တော့ကြောက်ဖြူကိစ္စနော်ဟုတ်ပြီအဲ့တော့ကြောက်ဖြူကဘာလုပ်မှလဲခင်ဗျားတို့အခုတိုက်နေတာတွေကျွန်တော်ကြားသိရသလားဆိုရှင်မြေဘက်က တပုံကအင်အားအလုံးရင်းနဲ့ဝင်တိုက်နေတာနော်ဒီဘက်ကအင်အားတော့မမြောက်ဘူးဆိုတဲ့အတိုင်းသားမျိုးတွေအထိရှိနေတယ်အင်အားမမြောက်လက်နဲ့ကြီးနဲ့စော်သလားဆိုတဲ့အခါကျလက်နဲ့နဲ့လည်းလက်နဲ့ကြီးတွေလည်းစော်ပါလေဒါပေမဲ့လိုအပ်တာတက်ပို့ပြီးတော့ကိုနိုင်ငံတော်အဆင့်တိုက်ပွဲဝင်ရမယ်အဲကြောက်ဖြူအခြေအနေဖြစ်တယ်နော်ကြောက်ဖြူကဒီတိုင်းတော့ဒီတိုင်းသမျှဆက်ထားရင်တော့မလွယ်ဘူးနော်ကျမကြီးဆိုင်ပါဟုတ်ကဲ့ပါခင်ဗျအသားကြီးကျမကြီးဆိုင်ပါဟုတ်ကဲ့ပါဟွန်းဦးမိုးရမင်္ဂလာပါခင်ဗျမင်္ဂလာပါနော် လင်းအောင်နဲ့မင်္ဂလာပါအဲ့တော့အာအခုကြောက်ကြည့်အချိန်ကြီးပြောတဲ့ main တက်တောင်းကျွန်တော်တဘုံဘက်ကသတင်းတွေပေါ့နော်တဘုံဘက်ကသတင်းတွေအဲထုတ်ထုတ်ထွက်တဲ့ပုံစံတွေနည်းနည်းအခြေအနေတွေကျွန်တော်အားလုံးစုံစမ်းပြီးတော့အခုကျွန်တော်သုံးသက်ချက်ချလို့ရပါပြီဗျာနော်ကျွန်တော်ပြောသလိုပေါ့အဲကျွန်တော်ဆိုတာလေဒါသူတည်တနာပေါ့အခြေခံပြီးတော့သတင်းသုံးသက်တာပါဆိုလိုချင်တာတဘုံစီကသတင်းချက်လက်တွေတည်းကျွန်တော်ယူပါတယ်အဲ ဒီအေအားပေးထောက်ခံသူစီရတဲ့တင်းနဲ့ယူပါတယ်တက်ထောက်ခံသူတင်းစသဖြစ်ပေါ့ဒီဒီအားလုံးကမှခြေခံပြီးတော့နည်းမြေပထောက်ကြီးအခြေအနေတွေကျွန်တော်တရားလေ့လာပြီးတော့မှသုံးသပ်တာပါအခုတို့ကျွန်တော်တို့သုံးသပ်ယူစလို့ရပြီအမ်ကြောက်ဖြူကြောက်ဖြူမှာရှိတဲ့ minted တောင်ကျသွားပြီ minted တောင်ကာကင်စကန်ကျသွားပြီကျသွားတဲ့အခါကျတော့အဲ့ဒီ minted တောင်ကိုလည်းစစ်တပ်ကရွေးချယ်ချင်ခုခံနေကြခုခံနေတဲ့အင်အားလည်းကြီးလာလိမ့်ဗျာကျွန်တော်ကြားသိရတော့ဆိုလို့ရှိရင်အင်အားလေးက20လောက်နဲ့ခုခံလား ဲ့တော့တဘုံကမင်းတက်တောင်လဲလဲလေးပဲရသွားတယ်။မင်းတက်တောင်ရသွားပြီဆိုတဲ့ခါကျတော့အရန်အနေကြီးသွားပြီ။မင်းတက်တောင်ရပြီဟေ့ဆိုလို့ရှိရင်မင်းတက်တောင်ကဆင်းလာပြီဟေ့ဆိုရင်ရှေ့မှာဆက်တိုးလာမယ်ဆိုရင်ရက်တရင်32ကိုရောက်မှာ။နော်။ရက်တရင်32ကိုရောက်ပြီဟေ့ဆိုလို့ရှိရင်ရက်တရင်32ကတနည်းအားဖြင့်ကြောက်ဖြူမျိုးရဲ့ခံတက်လို့ပြောလို့ရတယ်။အဲ့ရေတဲ့ရင်30နှစ်သာကြာလို့ရှိရင်တော့ကြောက်ဖြူမျိုးကဘယ်လိုခေါ်မလဲဆိုရှင်ရပြီလို့တော့ပြောရင်မမဘူး။မအောင်လို့ဆိုရှင် နော်မင်းတက်တောင်လာကျွန်တော်တို့ရဲတိုင်32ရဲ့အသက်လို့ပြောလို့ရတာပေါ့အဲမင်းတက်တောင်ကြာတော့အခုရဲတိုင်32ကိုရတိုက်နေတယ်ကဲရဲတိုင်32တာရပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီကြောက်ဖြူမျိုးเนี่ยအရင်မလန်းတော့မလန်းတဲ့တကြောင်အဲ့ကနေလက်နဲ့ကြီးနဲ့လှမ်းပစ်နေတော့မှပဲအထဲမှာရှိနေခလာရဟိုကမငါ၅၃ခဏပေါ့သူစားအဲခလာရအိုက်မတက်၃ခုရှိတယ်ကျွန်တော်ကနန်ကိန်းကနန်အဖြစ်နေနေတွေ့နိုင်တယ်เนาะအဲ့တော့ အဲ့တော့ဘလိုခေါ်မဆိုရှင်တော်တော်လေးကိုရေးကြည့်တဲ့အခြေအနေကိုရောက်နေတယ်ပေါ့အဲ့တော့မနေ့တနေ့လောက်ကသူတို့ဘက်ကအင်အားပြုံးပုံရဆိုရှင်အင်အား300လောက်ဆင်းသွားတယ်လို့ကျွန်တော်ကြားသိရတာပေါ့ဗျာနော်အင်အား300လောက်ဆင်းလာတယ်အဲ့တော့အင်အား300လောက်ကကိုယ့်ဘက်ကအင်အားမမျှတဲ့အတွက်ကြောင့်မို့လို့မြင်အောင်မပြည့်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ခုခံတိုက်ခိုက်မှုတွေကြီးတဲ့အခါပြည်သူစစ်တွေများတယ်လို့ကြားသိရတယ်နော်အဲ့တော့တမင်တကာကိုပဲ အဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲရမှာ AA Spring Season เนี่ยပွဲလာတော့ကျွန်တော်စဉ်းစားနေပါတယ်။မ AA ဝင်းများ Season เนี่ยလာမသိဘူး။ Season ဘုံတော့တတော်ကျန်းနေဗျာနော်။အဲ့ဒါပဲတည်းကျွန်တော်ပြောမှာပါကျွန်တော်နည်းနည်းတီးခန့်နေတာပဲရှိတယ်။အဲ့တော့ကြောက်ပြေးပါ යි လေ။အာကျွန်တော်တို့ကဒီပေါ့နော်တိုက်ပွဲဝင်နေစစ်တီတဲ့ကိုစားကျွန်တော်တို့ကပြောပြရမှာဖြစ်တယ်။ အဲ့တော့ခင်ဗျားတို့ခုဘယ်လိုလုပ်မလဲဒီတိုင်းဆက်ထားလို့ရှိရင်တော့ကိုယ့်ဘက်ကလည်းထိခိုက်တာကြီးများနေပြီတန်ရရတာကြီးများနေပြီဒါပေမဲ့လည်းစစ်တီတွေကိုကျွန်တော်လေးစားတာတခုပါလဲဆိုရွရွချွန်ချွန်နော်သူတို့ရှိတဲ့အားနဲ့ငါမသိငါစခန်းမကျစရာဆိုတဲ့စိတ်တနဲ့တိုက်ပွဲဝင်နေတာဟာဆိုရင်ကျွန်တော်အန်အော်ဖို့အသိကိုကောင်းပါလေနော်ကျွန်တော်တို့ဒီအခုချိန်မှာကျွန်တော်ဆုံးရှုံးနေရတာတွေကတကယ်စစ်တီကောင်းတွေဆုံးရှုံးဆုံးရှုံးနေရပြီမကောင်းတဲ့စစ်တီကလစ်ကုန်ပြီနော်ခုတကယ်တမ်း ဒီမှာမဟုတ်ဗျာနော်ဟိုစစ်တပ်ကဆုံးရှုံးနေတာစစ်တီကောင်းနေဆုံးရှုံးနေတာဖြစ်တယ်တတိကောင်းနေသူတွေဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ပြီးတော့လေခင်ဗျားတို့ရဲ့ဒီမအေးအေးဝင်ပေါ့ဗျာနော်ဦးမင်းအွန်လိုင်းဦးမင်းအွန်လိုင်းကျွန်တော်ဒီခါဒီခါမှာတော့ကျွန်တော်မအေးအေးဝင်ပွင့်လို့ပဲနာမည်ပေးချင်တော့လေဘာကြောင့်ဆိုတော့သူကိုယ်ကစီမံခန့်ခွဲနေတာလေသူကလွယ်ပြီးကျန်တဲ့သူဘူးမှစီမံမမရအောင်အဲ့တော့မအေးအေးဝင်အေးအေးဝင်ကိုယ်တိုင်စီမံခန့်ခွဲနေတော့နေရာဖြစ်တယ် အဲ့ဒါကြောင့်မလို့အေးအေးအားအတင်းရဲတယ်အတင်းရဲလာပြီးတော့အခုဆိုရင်ကြောက်ပြူအခြေအနေလုံးဝလုံးဝအဲခက်ခဲတဲ့မှာရှိနေရလို့ကျွန်တော်ပြောလို့ရပြီနော်အဲ့တော့မအေးအေးဝင်းစီစဉ်နေဆိုလို့ရှိရင်မအေးအေးဝင်းကအောက်ကိုမတိလေမတိလေရောတလားပေါ့နော်တိပါမြင်းမှာ တခုခုလုတ်ဖို့လိုပါပြီစင်အောင်လည်းတည်တည်ချာချာပေးဖို့လိုပါပြီအခုလိုမျိုးပြည်သူစစ်မနေ့တနေ့ရမှတင်တန်းဆင်းလာပြည်သူစစ်တွေတိုက်ခိုင်းနေတာဟာဆိုရင်မကောင်းပါဘူးနော် အဲ့လိုမျိုးကျွန်တော်တို့တပုံဘက်ကနေပြီးအကောင်လုံးတိကြားတိနေရပြီမမတပုံဘက်ကဆိုလို့လွဲနေလို့မပြောနဲ့နော်ကျွန်တော်တို့တပုံဘက်ကသတင်းဆိုသည့်တိုင်အောင်တော့ကျွန်တော်အတီးပြုတ်အစစ်စင်စူးစမ်းပြီးတော့ကျွန်တော်သိရတာပါနော်အဲ့တော့အဲကြောက်ပြူချင်းနေဆိုပါလေနော်အဲ့လိုအဲ့လိုကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ဘယ်ဆက်သွားမလဲဆိုရင် အာနောက်တနေရာလေးပြောမှဆိုရင်ညောင်ကျိုးဘက်သွားအောင်နော်ပကိုးဘက်သွားရအောင်ပကိုးဘက်မှာဆိုလို့ရှိရင်လည်းအခြေအနေကမအေးအေးဝင်းစီစဉ်နေသလိုဖြစ်နေတယ်ဘာလို့မအေးအေးဝင်းစီစဉ်လို့ဖြစ်နေဆိုတဲ့ခါကျတော့စခန်းကအေးအေးကတိုက်လာတာနော်ဘာမှကျူတင်စီမံဆောင်ရထားခြင်းမရှိဘူးအေးအေးစတိုက်လာပြကျွန်တော်အားလုံးသိတယ်အေးအေးကပြောလဲပြောတယ်တိုက်လဲတိုက်တယ်နော် အေးကအဲ့လိုဒီဟိုဘယ်လိုမှမဆိုနေရပြီလူဘာဝလာဆိုတော့ရှင်ကိုဘက်ကဒီမအေးအေးဝင်းကိုတိုင်းမစီစဉ်ပေးပဲနဲ့ကတော့အေးအေးဒီဒီရောက်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့သုံးသက်တယ်နော်။ဘာကြောင့်လဲဆိုတော့စခိုင်းပြည်နယ်ထဲမှာရှိမယ်ကျွန်တော်တို့အမ်ဒီဘက်ချောင်းတို့မိုးထီနေကြစခိုင်းပေါ့တောင်ပုံကြီးတောင်ပုံကြီးပြီးမိုးထီမိုးထီပြီးပေါ်လို့ရှိရင်ဂျန်နဲ့ဒီနားမှာနားတစ်လျှောက်မှာရှိတဲ့စခန်းလေးတွေပေါ့ဗျာနော်။အဲစခန်းလေးတွေအများကြီးရှိတယ်ပေါ့။ဒီစခန်းလေးတွေတစ်ခုခုပြီးတစ်ခုကိုအေးအေးကတင်းသွားတာအလွယ်လေးအလှလေးအလှလေးအလှလေးတင်းသွားတယ်။အဲ့တော့ ီလိုမျိုးတိုက်ဖို့အတွက်ကိုအေအေကနှင်းနဲ့ခြီးပြီးတော့စူးစားတယ်နော်နှင်းနဲ့ခြီးလာပေါင်းများစွာခြီးပြီးတော့စူးစားတယ်ကိုဘက်ကအေအေအဲ့လိုမျိုးစူးစားမှုဒါပါတော့တောင်ပုံကြီးစခန်းကိုမတိုက်ခင်ကလေးကအေအေဟာဒီလမ်းကျောကိုဝင်ဖို့ကသူတို့စူးစားထားတယ်ဒီလမ်းကျောကရခိုင်ပြည်နယ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကုန်းနဲ့နော်တောင်ကုန်းတဲ့ဒီအောက်ရှိပင်ထီကိုရောက်တာပေါက်တဲ့လမ်းဖြစ်တယ်အဲ့လမ်းကျောကဝင်လို့ရတယ်မန်းလန်းတည်တယ်အေအေကတောင်းရနေမန်းလန်းတည်တယ်လာတော့မယ်ဆိုတာလည်းတည်တယ် တီးတီးတန်အောင်တော့မှပဲ DAA တွေเนาะရိတ်ခါတွေအရင်ဆုံးစုရမယ်လက်တက်တွေခဲရဲနေစုရမယ်ဒီလမ်းကျောကလွယ်လွယ်လေးရိတ်ခါပို့လို့မရဘူးเนาะလွယ်လွယ်လေးရိတ်ခါပို့လို့မရဘူးဤအဖြစ်ဒီပေါ့ဘကိုးဘက်ချမ်းကဘကိုးဘက်ချမ်းကနေရိတ်ခါမဝင်မဲနဲ့ဘလို့မှမရအောင်เนาะမင်းတို့ဘက်ကဝင်ဒါလည်းအကန့်အသတ်ရှိနိုင်တယ်เนาะဘကိုးဘက်ချမ်းမဝင်မဲနဲ့အဲ့တော့အခုလိုမျိုး အေးကဒီလိုမျိုးထိုးစစ်ကြီးကြီးမားမားဆင်လာနိုင်ရဆိုတာမအေးအေးဝင်းကိုယ်တိုင်မစီစဉ်ပေးပဲနဲ့ရတော့အာဒီအေးအေးဒီတော့ဒီစေးအောင်မြင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ကတတိချပေါ့နော်သုံးသက်တယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ကြည့်လိုက်တော့လေတပုံရိတ်ခါဆုတဲ့အချိန်မှာလေရိတ်ခါပို့ပြီးနေဆိုကိုတက်ကလူတွေပဲပုံစံမျိုးဖြစ်နေတယ်နော်ကိုတက်ကပုံစံမျိုးပဲဖြစ်နေတယ်တပုံကစတိုက်မှာဆိုအဲ့ဒီအချိန်မှာလေက နော်အေးအေးဝင်လို့ဖြစ်တဲ့နော်ခင်ဗျားတို့ရဲ့ဒီအဘပေါ့အဘကတော့စီစဉ်ထားခြင်းမရှိဘူးစီမံထားခြင်းမရှိဘူးတကယ်တကယ်ဝုန်းနိုင်ဖြစ်တော့မှမိုးထီကိုစကန်သွားပြီးဆောက်ရတာမိုးထီစကန်ဆိုတာကပုံနဲ့ပြောရရင်ဟွန်းစကန်ကောင်းကြီးလို့သာအားလုံးထင်နေကြအမှန်တကယ်ကကမူးရှူရုံးနဲ့ပိုင်းလာလို့အိမ်သာတက်ချင်ကမှပဲအိမ်သာသွားပြေးဆောက်ရတဲ့ပုံစံမျိုးနဲ့မိုးရီစကန်ကြသွားတာအဲ့တော့ညလို့စစ်တဲ့ရဲ့ဒီပေါ့နော်အေးအေးပေါ်မှာနော် ဟိုကိုကကိုဘက်ကတရားရောက်အစီအစဉ်ပေးနေပြီးတော့ကျွန်တော်ပြောလို့ရတယ်ရိတ်ခါကိုဘက်ကတက်တယ်ကြည်စံဟိုလက်နက်ကိုဘက်ကတက်တယ်ပြီးတော့အေးအေးစတိုင်းဆိုတာတည်တည်နဲ့တောင်ပုံကြီးပေါ့တောင်ပုံကြီးစခန်းကြကလေးကမိုးထီတော့ဆိုအစီအစဉ်ပြင်လာမယ်စာနော်အဲ့ဒီမှာမိုးထီကလည်းဟိုကမိုးရှုရဲသွားပြီးတော့ဟိုဘိုက်နာလို့အင်နာထားသွားဆောက်တဲ့ပုံစံမျိုးဆောက်တာအဲ့ချိန်မှာဆောက်တဲ့ချိန်မှာပဲမိုးထီကတိုက်ခိုင်းရတာအဲ့တော့မအေးအေးဝင်ရတော့စီစဉ်ပေးနေပါပြီ ဲ့လိုမျိုးနဲ့တိုက်လိုက်တိုက်လိုက်တိုက်လိုက်နေတယ်နောက်ဆုံးပြီးတော့ကျွန်တော်ဘယ်ကိုရောက်လာဆိုကြောင်ညောင်ကျိုးကိုရောက်လာနော်ညောင်ကျိုးကိုရောက်လာအချိန်မှာညောင်ကျိုးထက်ဆင်းမယ်ဆိုစင်လန်လေးလာအဲ့ဒီမှာကတော့ကျွန်တော်တို့ဒီတက်တဲ့အားလုံးကနေရာယူထားနိုင်ပါလိမ့်ခု82တို့မရတော့အဲ့မညောင်ကျိုးကလည်းအခုဆိုရင်ကာငင်းကုန်းတွေတော်တော်များရတော့ညောင်ကျိုးကလိုချင်သိမ့်လိုက်လို့ရပြီရကနေကြမှာပဲမသိမ့်မနဲ့ထားလိုက်ပြန်တယ်ဟော မအေးဝင်လို့မွေးနေတာအခုဆိုရှင်လည်း ောတို့မိုးထီမိုးထီရလဲရေကြီးဆန်းအောင်တင်းလာပြီပါရဲ့တင်းပလိုက်ရင်ရပြီမအေးဝင်ထက်စီစဉ်လဲမသိနေအဲ့တော့အေးအေးအလှမွေးတာနော်ညောင်ကျိုးမှလည်းမွေးတာတယ်မိုးထီမှလည်းမွေးတာတယ်တိုက်လို့ရတာနဲ့မတိုက်ပလိုက်ဘူးအဲ့တော့မအေးအေးဝင်စီစဉ်ဒီဖြစ်နေပြီနော်ဟုတ်ပြီကျွန်တော်တို့ထပ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီအမ်အေးအော်လေးသွားကြည့်အောင်အေးအော်ရင်းငတိုင်းကြောင်းမှာ နော်အရာဝင်တိုင်းကြောင်းဒီကျွန်တော်တို့သုံးလေးလေးအမြောက်တက်အမြောက်တက်ဆိုလို့ရှိရင်အခုပေါက်ကြရတယ်ဖြစ်နေပြီဘယ်လိုလူမျိုးနေရာပြန်ခန့်ထားလဲဆိုတဲ့ခါကျတော့အရာဝင်မှာပတ်တိုင်းမှုဒုတိုင်းမှုပေါ့ဗျာနော်အရာဝင်တော့အကြီးဆုံးမကင်ဘူးလားအဲ့ကြောင့်အတန်းနဲ့နဲ့လေးပြဆိုင်음ဒါကျွန်တော်မြောက်အောက်နဲ့အထက်နဲ့လှမ်းနေရတာတော့မအေးဝင်းကိုယ်တိုင်စီစဉ်နေရလားမသိဘူးเนาะဒါကကိုယ်တိုင်သုံးသက်ပါကျွန်တော်ကတော့ဒါခဏလို့ ိုယ်တိုင်စဉ်းစားနိုင်အောင်ကျွန်တော်အနေနဲ့ဒါသုံးသပ်ပြတာပဲเนาะခု AR တွေမှာငတိုင်းเจ้าမှာသုံးလေးလေးအမြောက်တက်ကို AA ကအရလိုချင်တယ်လိုချင်တော့လာလာတိုက်နေတာအဲ့တော့ AR တွေသုံးလေးလေးအမြောက်တက်ကလည်းတကယ်တက်ကြီးကိုဗျအဲ့တော့သူ့အနေနဲ့ကကာဂင်းစကန်နေအများကြီးထုတ်ထားတာကာဂင်းစကန်ထုတ်အဲ့ကာဂင်းစကန်နေရာဆိုတက်ကွင်းကောင်းတဲ့နေရာမှာတေးချထုတ်ထားတာပါထောက်ထားတော့ AA အဲ့နေရာကိုတိုက်တယ်ပိုးဆိုးပတ်ဆက်ပိုးဆိုးပတ်ဆက် AA အကြဆုံးများဆိုတာနေ့စဉ်ပြင်များဆုတ်ပြရတယ်အေး အခုပါတဲ့တရင်မှုစင်တီလောက်ကပေးဆက်ရတယ်ရှိရခုတနေ့ကတရင်မှုတယောက်ကြာကျွန်တော်ပြောခဲ့ပြီနော်အဲ့တော့အခုဘလို့ဖြစ်နေဆိုတဲ့ခါကြတော့လုတ်ပုံလုတ်ကွက်တွေကဖျဲသီးဆန်နေတယ်ဖျဲသီးဆန်တော့အောက်ခြေကပြည်သူအဲ့မှာပူပေါင်းဆောင်ရွက်နေပြည်သူစစ်ကလေးတွေရှိတယ်ပြည်သူစစ်တွေရှိရင်တက်ရှိတယ်အဲ့တော့အဲ့ဒါကိုအဓိကကြီးအုပ်စိုးတာကဟိုကျွန်တော်ပတိုင်းမှုကဥမစုပင်နဲ့ဥမစီမင်းနဲ့ဒုတိုင်းမှုကဥစီတယ်အဲ့ဒုတိုင်းမှုရဲ့ လုတ်ပုံ၊ဂိုင်ပုံ၊ပြောပုံ၊စိုးပုံနဲ့ဒီစီမံဆောင်ရွက်ပုံတွေဟာနံပါတ်၁ချက်ဖျက်သီးဆန့်ခြင်းနံပါတ်၂ချက်အောက်လက်အောင်ငယ်သားကိုစိတ်တကြအောင်လုပ်ခြင်းအဲ့တော့ဒူတိုင်းမှုဆိုတော့လည်းအရေးတမဟုတ်ဘူးအခွေအစင်တော့မဟုတ်တော့ကျွန်တော်ထင်တာကျွန်တော်ဘာလဲကျွန်တော်စစ်တပ်အပြင်အဆိုကျွန်တော်သိမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီမှာရှိတဲ့တရင်မှုတို့နော်ဟိုစသဖြင့်ပေါ့ကွာယာရုကြီးကြီးမားမားတွေကိုတိုင်းနဲ့တော့မှာပဲအခုပြဿနာဆက်နေပြဿနာဆက်နေပြီဆိုတဲ့ခါကျတော့ပြုတ်ဆပြင်းအောင်ဖြစ်နေတယ် နော်ပြုံးစာပြေနောင်ဖြစ်နေပြီအဲ့တော့ဘာတွေအထိတင်းကျက်လဲဆိုတော့ခါကြတော့ခမားတို့ကနော်ကို့အိမ်မှာကို့အိမ်မှာမိုးအမိုးအကာအောက်မှာအမိုးအကာအောက်ကလေးမှာပေါ့ဗျာနော်ကောင်းကောင်း TV ရေးထိုင်ကြည့် KTV မှာတချင်းလေးဆိုပြီးတော့စည်းစိမ်ရင်မှုနေချိန်မှာရှေ့တန်းမှာတိုက်နေတဲ့ကာကင်းတို့ကမစည်းတန်းမှာတိုက်နေရတဲ့စစ်သည်တွေကအနေဆုံးတော့ဗျာသွေးပူအောင်တော့အရက်ကလေးတော့ဗာပြတောက်ချင်ပါဘောဗျာဟုတ်တယ်မလားရှီတန်းလုံးကမျိုးမှာဘယ်သူမှလည်းမူးယူးတော့တောက်လို့မရအောင်အဲ့လောက်ထိတယ်မပေါ်နေဘူးပတ်စံနေ ဲ့လောက်ထိလည်းရက်ကဝယ်လို့မရအောင်လိုတလောက်ဝယ်လို့မရအောင်လုံးဝရက်မတော့ရဘူးနော်အလုံးဝဟိုရန်သူကိုမြင်သူစောင့်မပြစ်မချင်းကိုကမပြစ်ရဘူးပြီးတော့ဆက်ဆံပုံကလည်းအကုန်လုံးကိုဆဲဆိုတောင်းညံပြီးဆဲဆိုနေတာနော်အရာရှိတွေကအစဟိုစိတ်ပြတ်နေတာအဲ့တော့အဲ့ဒီမှာဘဏ္ဍစုကွဲသွားဆိုတော့၃စုလောက်ကွဲသွားပြည်သူစစ်ကတစုဖြစ်သွားစစ်တပ်ကတစုဖြစ်သွားတယ်။အရာရှိများကတစုဖြစ်သွားတယ်။အဲ့တော့ဒုတိုင်းမှုကတစုဖြစ်သွားတယ်။ ဲ့တော့ဒီဒုတိုင်မှုရဲ့ဒုတိုင်မှုကိုအားလုံးမကြင်မနှက်တဲ့ခါကျတော့ဟာဒီလိုလုပ်လို့ရှိရင်ငေါစခန်ကြမှာပဲမကြကြအောင်ပဲလုပ်နေရလားအဲ့တော့အားလုံးကထင်တာဒါဖရဲသီးဆန်တာပဲနော်မကြကြအောင်တို့ဒီမနေ့ကလုပ်နေတဲ့ပုံစံမျိုးများဖြစ်နေလားဆိုပြီးတော့အတန်တရားတွေရှိလာကြတာအဲ့တော့အခုတော်တော်လေးပေါ့ဟိုအခက်ခဲတွေရှိနေပြီအဲ့တော့ဒုတိုင်မှုကိုကျွန်တော်ဆက်လက်ပြီးစုံစမ်းကြည့်တာပေါ့စုံစမ်းကြည့်ရတူတူဘယ်လိုလူစားမျိုးတွေပေါ့ကျွန်တော်ကျွန်တော်ဆက်လက်စုံစမ်းကြည့်ပါတယ် စုံစမ်းကြည့်တဲ့ခါကျတော့မင်းဒီအတားခံရတော့ဒုတိုင်းမှုဖြစ်နေတယ်။ဒါကြားသေးရတော့ကျွန်တော်တီးပြီးကိုစ조사အောင်ပါပါနော်။ဆိုတော့ကျွန်တော်ကအေးအေးကိုရိတ်ခါပို့တဲ့မှာဒင်းကရှင်းသွားပါနေခဲ့ဘူးလေ။ဒါကတော့ကျွန်တော်ဆက်လက်ပြီးလေ့လာအောင်ပါနော်။ဒါလက်စစ်ဒီဘူးကအဖြစ်သုံးသပ်လို့ရတာ။ရိတ်ခါပို့ပြီးမင်းဒီတားခံအဲ့မင်းဒီအဖြတ်ခံဖို့အတွက်ဒီမှာပြောင်းခန့်တာလား။အဲ့တော့ဒီမှာပြောင်းခန့်လို့ရဖို့ဆိုလို့ရှိရင်မအေးအေးဝင်းစီစဉ်မိမရမှာ။ကျန်တဲ့သူကစီစဉ်လို့ရမှာပေါ့။အဲ့တော့ ကိုတက်ကမကြဘူးတမင်တကာကိုအကြခံထားတဲ့ပုံစံမျိုးတွေဖြစ်နေမအေးဝင်းတို့သတိထားရမယ်နော်ကျွန်တော်ဟုတ်မဟုတ်ဆိုတာကျွန်တော်လေ့လာနေပြီနော်ကျွန်တော်ရှာဖွေစူးစမ်းဖော်ထုတ်နေပါပြီအဲ့တော့နာကျွန်တော်သုံးသပ်သုံးသပ်ပြနေတာပါနော်အဲ့တော့ဒီ EAR မှာဆိုလို့ရှိရင်စခန်းနေနောက်ဆုံးတဲ့ပုံစံကအရက်သားတွေကဥမာဖြစ်ကျွန်တော်တို့စစ်ပေးရှောင်နေဆိုလို့ရှိရင်တက်တက်လက်ရှောင်ကြရမှာလားအေးစစ်တပ်စခန်းဆုတ်တာအရက်သားတွေပို့ပြီးတော့မြန်တယ် အရက်သားထက်ပိုပြီးမြင်တယ်ရက်သားတွေအောင်မစော့သေးဒီနေ့တော့ပြောက်တယ်အဲ့ပုံစံမျိုးနဲ့ဒီကျွန်တော်တောင်ပိုင်းနေပြီးတာတို့အဲ့တဲ့ channel မှာအရင်ပြီးခဲ့တစ်ခါဖြစ်မှာအဲ့လိုအဲ့ပုံစံမျိုးဖြစ်ခဲ့တာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ရိုင်းရင်ရိုးရှင်းလို့နေတော့ဟောခင်ဗျားတို့အရန်ကိုရိုးရှင်းလို့နေပြီဟွန်းအဲ့တော့စဉ်းစားလေနော် အဲ့တော့နောက်ထပ်ကျွန်တော်ဆက်လက်ပြီးလေ့လာကြည့်ရအောင်လေ့လာကြအထူးတန်းမှုကိစ္စကနံပါတ်၁ချက်ဖိနီတားခံရ၍နာမည်ပြက်ရှိထားသောအေအေကိုရိတ်ခါပို့တဲ့အထက်မှာပါတဲ့အတွက်ကြောင့်မို့လို့ပြည်စီပြည်မပြည်ပဲနဲ့ကြံပြီးတော့ကျွန်တော်တို့မိနီအတားခံရ၍ကြံရှိနေသောဒူတိုင်းမှုဖြစ်၏အဲ့တော့သူ့ရဲ့စီမံကုကဲမှုတွေကြောင့်တက်တက်တက်လုံးဝတက်ပြတ်ချင်သလိုအောင်ဖြစ်နေအဲ့အဲ့ပုံစံမျိုးထိကိုဥတီနေတဲ့ပုံစံမျိုးတွေထိရှိနေတယ်နော်အဲ့တော့ နည်းရသားနဲ့မပြေရတင်းကျပ်မှုတွေကြောင့်သုံးခုကွဲသွားတယ်အဲ့လိုမျိုးနေမဖြစ်ဖို့ဆိုလို့ရှိရင်ဒီသဘုံတည်င်းကဒုတိုင်းမှုကိုပုံမှန်အားဖြစ်ဆိုလို့ရှိရင်ဒုတိုင်းမှုစီသဘုံတည်င်းရောက်တယ်လို့ကျွန်တော်ကြားသိရတယ်ဗျနော်အဲအခုဆိုဒုတိုင်းမှုတော့မှာပဲဘာတည်င်းမှာမပြေတော့တဲ့ပုံစံမျိုးတွေထိရှိလာတယ်အဲ့ဒီနေရာမှာယုံကန်ကျင်တယ်အဲ့ဒီသုံးလေးလေးနေရာမှာပဲကျွန်တော်တို့ပြည့်စက်တွေအားလုံးထပ်စုမယ်ဟေးဆိုရင်အဲပြီးခဲ့တဲ့ကျွန်တော်တို့ ရိတ်ခါမရတာတွေကြီးမပေးတာတွေနော်ခဲရမ်းမပေးတာတွေအထီကိုအဲ့ဒီမှာရှိခဲ့တယ်။အဲ့ဖြစ်ရမျိုးတွေရှိခဲ့တယ်အဲ့မှာပဲ။အဲ့တော့မရိုးသားဘူးပေါ့။သမင်းကတနေ့လုံးနေမှတနက်ပဲကြွေးရတယ်နော်။နောက်ဆုံးပိတ်အိမ်ကနေပြီးတော့ဟိုကိုစားစရာမရှိကိုမိသားစုကပို့လိုက်တဲ့စားအစာရိတ်ခါတော့မှပဲ။အဲ့နေရာမှာဖြတ်စားတာတွေဟော။မဟုတ်တော်တော်လေးတော့တော်တော်လေးပဲနော်ခင်ဗျားတို့အဲ့ဒီ အေယာဝရီအသုံးလေးလေးဘက်မှာခမရတို့တစုတစ်ဖွဲ့နဲ့တည်တည်ချာချာပြင်ဆင်မှရလာမယ်။မအေးအေးဝင်းစီစဉ်တိုင်းသွားနေတော့မဟုတ်သေးဘူး။ဟုတ်ပြီ။ကျောင်းဒီနေရာမှာစက်ကြည့်မယ်နော်။အခုကြောက်ဖြူတိုက်ခန်းလာရတယ်။တိုက်ခန်းတဲ့နေရာမှာလည်းအဲတည်ချာကြောက်ဖြူကိုတည်ချာအဓိကကာကွယ်ရမယ်အစား။နော်။ကြောက်ဖြူမှာရှိတဲ့စစ်တီတွေကရွတ်ချင်ဘလောက်ကြီးပဲတိုက်ခိုက်နေတိုက်ခိုက်နေကိုဘကစီမံကိုကဲမှုတွေစစ်တီအင်အားပေးမှုတွေမှာမအေးအေးဝင်းစီစဉ်သလိုဖြစ်နေတယ်။ ဒါကနံပါတ်၁ချက်နော်အခုဒီကျွန်တော်တို့ဒီဘတ်ချမ်းပေါ့ဘကိုးဘတ်ချမ်းပါလေစခန်းကတိမ်းလို့ရတာနဲ့မတိမ်းမင်းနဲ့အဲဘလော့ခေါ်မစချင်းမအေးဝင်းစီစဉ်လို့ဖြစ်နေပြန်တယ်နောက်စခန်းတစ်ခုနဲ့မအေးအေးဝင်းစီစဉ်လို့ဖြစ်နေပြန်တယ်အခု၃လေးလေးလဲဒီကဲ့သို့ဒီချမ်းလာပဲဖြစ်နေတယ်အဲ့တော့ဤနေပတ်သက်လာလို့ရှင်ခင်ဗျားတို့ကျွန်တော်ပြောပြောနေပါတယ်နော်ကျွန်တော်ရှာဖွေနေတယ်လေ့လာနေဆိုတော့လက်ကားမဟုတ်ပါဘူး ဟုတ်ပြီနော်တော့ဒီ AOR ဘောမီဘက်ချမ်းပါလေနော်ဘောမီတို့ဒီကျွန်တော်တို့ဒီဗေဒါတို့ဘောဘက်ချမ်းပါလေတက်ဆုတ်တဲ့ချိန်တော့ဆိုရက်သားကနောက်မှဆုတ်တာမန်ငယ်ဆုတ်တာစစ်တက်ကရင်းနောက်ဆုတ်သွားတယ်အဲပုံစံမျိုးတည်ဖြစ်နေတယ်အဲ့တော့ဒီချင်းရတယ်ကျွန်တော်ချိန်စားကြည့်လိုက်လို့ရှိရင်တနည်းရောက်တော့တနည်းအားမှာမအေးဝင်းစီစဉ်နေပါပြီနော်နော်မအေးဝင်းစီစဉ်နေပါပြီအဲ့တော့ဒီနေရာကိုဆက်ပြီးကျွန်တော်ဆက်လက်ပြီးလေ့လာမယ် လေ့လာတဲ့အခါမှာအေးအေးဆိုတာမျိုးဟာလက်ဖြောက်နှိမ်ကြောက်သွားတဲ့အဆင့်ထိတာရှိခဲ့တာဟိုမှာဆိုလို့ရှိရင်အဲ့ဒီ change ပဲ change မှာစမယ်ဆိုလို့ရှိရင်ကျွန်တော်ကကနာတီးခဲ့ပါလေနော်ညုံထုံးအောင်တို့အုပ်စု line စာမှာတင်နန်းစားတက်တဲ့အချိန်တွေက၃ရက်၄ရက်လောက်ရှိတဲ့အချိန်တွေကစစ်တက်ကကောင်းကောင်းတည်တယ်နော်ဒီစစ်တက်ကလည်းကောင်းကောင်းတည်တယ်နေနေပိုက်လို့ဖို့လေဟိုပြောဆိုတာအများကြီးရှိတယ် ဲ့တော့အဲ့လိုမျိုးသတင်းပေးရသူတော့မှပဲခင်ဗျားထွက်သွားလိုက်စမ်းပါကွာဆိုပြီးမောင်းထုတ်ခဲ့တာရှိရနော်အဲ့တော့ဒါကနံပါတ်၁ချက်နံပါတ်၂ချက်နေနဲ့အေအေကအင်အားစုပြီးတော့ရခိုင်ပြည်နယ်မှာတိုက်ပွဲပေါ်ဆောင်နေတဲ့အချိန်မှာဒီဒီအေအေကိုကျုပ်အပြုတ်တိုက်မယ်ဆိုပြီးတော့အာမခံလိုက်တဲ့သူစစ်တီပို့ပါရရှိတယ်တိုက်မယ်ဒါပေမဲ့တိုက်တဲ့အချိန်မှာဘာပြောလဲဆိုတော့ မတိုက်ပါနဲ့ဒါတို့တိုင်းရင်းသားပါကွာဆိုတာလေခင်ဗျားတို့ဘယ်သူပြောသွားမအေးဝင်းကိုယ်တိုင်ပြောသွားရစကားအဲ့တော့တိုက်ပါမယ်ဆိုတဲ့သူကိုလည်းမောင်းထုတ်လိုက်တယ်ဒီမှာမနေနဲ့တော့ဆိုပြဒီမိနေရမောင်းထုတ်လိုက်တယ်နော်အဲ့တော့မအေးဝင်းမေးကြည့်ပါအားကြောင့်မို့လို့အဲ့တော့ခင်ဗျားတို့မအေးဝင်းရစီစဉ်နေပြီနော်မောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်ဆိုတော့တမင်ကမောင်းထုတ်လိုက်တာဘာလဲဆိုတော့အရန်ကိုတိုက်ရင်ခိုက်ရင်ကောင်းတယ်အရန်ကိုတော်နေတယ်ဒီကောင်းနေဆိုလို့ရှိရင်တော့ ငါ A1 season 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 တော့ရမှာမဟုတ်တော့ဘူး။ဒါတော့ငါ A1 ကို season လိုက်တာတော့အဲ့ကောင်လည်းသူ့အဲ့ပုဂ္ဂိုလ်လည်းလေတော့နော်။လက်ပုံလို့သွားပုံအဲ့တော့ခိုင်သူခောက်ကိုရမ်းတော့မှာပဲအမ်နပ်ပါခောက်ရတဲ့ချိန်မှာဂျေစုတင်တင်တင်ထိုက်သူတွေအားလုံးကိုဂျေစုတင်ပါလေဆိုတာအလကားစကားမဟုတ်ဘူးဆိုတော့သိစေချင်တာ။နော်။ဒါကြောင့်အမှန်ပဲလား။ อืมนักงานตุยทุนตรีทุนเกษาว่าจะเทศาปล่อยปะเก็บไปเนาะเทศาရှင်းပြเก็บไปต่อไปเบมามิดิเบมามิดิဆိုတာဆိုတော့ကျွန်တော်ရဲ့ဒီไลฟ์တယ်ကျွန်တော်เทศาเทศาရှင်းပြထားပါလဲเนาะအဲ့တော့အဲ့အဲ့ live ကိုတာတေးချပြန်ဖြတ်ပါဘယ်နေရာမှာဘယ်လိုရှိရဆိုတော့သူကျွန်တော်သိလာပါလိမ့်မယ်။ဘာကြောင့်ရောက်သွားဆိုသိပါလိမ့်မယ်နော်။အဲ့တော့မအေးအေးဝင်းစီစဉ်မှုနဲ့အတူအေးအေးကအသက်ရှင်လာခဲ့တယ်။အေးအေးကိုတိုက်မဲ့အဖွဲတိုက်မဲ့သူမှန်သမျှဟာမောင်းထုတ်ခံရတယ်။ထို့တူ အဲ့ဒီနောက်ပိုင်းမှာလဲအေးအေးကိုနှိမ်နှင်းဖို့အတွက်ဆိုပြီးတော့ဟိုအေးဘမဘမရှိတယ်ဌာနချုပ်ဘမရှိတယ်ဆိုတော့အတိမမသိဘူးဆိုပြီးအကုန်သိတယ်သိတယ်သိတာမှသိတာပေါ့သိတယ်မဲ့ဘာဆိုဘာမှမလုပ်ဘူးလုံမဲ့သူတွေမှန်သမျှလဲအကုန်လုံးကကြောင်းထုတ်ထုတ်မထုတ်လို့ရှိရင်မောင်းထုတ်ခံရမှာအဲ့တော့မအေးအေးဝင်းစီစဉ်ဒီဖြစ်နေပြီအဲ့တော့အားကြောင့်မို့နေ့ကျွန်တော်အေးအေးရဲ့ ကာကွယ်ဘယ်လိုမှမဆိုစစ်ဦးစီးချုပ်ပေါ့ဟိုဘုတ်ထွန်းမြတ်နိုင်လို့ကျွန်တော်ထင်ခဲ့တာဗျင်ကဘုတ်ထွန်းမြတ်နိုင်ပေါ့ထွန်းမြတ်နိုင်လို့ကျွန်တော်ထင်ခဲ့တာပဲဘယ်ဟုတ်မလဲဗျတကယ်တကယ်ဖြူဟာနဲ့စစ်ဦးစီးချုပ်အဆင့်ကခင်ဗျားတို့မအေးဝင်များဖြစ်နေသလားလို့ကျွန်တော်သုံးသပ်လို့ဖြစ်နေတယ်မအေးဝင်ကိုလည်းဖြစ်နေပြီ။ရခိုင်ပြည်ပြတ်မှတ်မရှိဘူးဆိုတာမရှိအကုန်သိတယ်။ အကောအကောင်အကောင်ကြည့်ရနော်ကြိမ်မှတ်တယ်အကောင်ကြည့်တယ်ကြိမ်မှတ်တယ်အကောင်ကြည့်ပါတော့ညာလည်းပဲဘာမှမလုပ်ပါဘူးအဲ့တော့အခုချိန်ထိအဲ့ဒီအချိန်ကလည်းစပြီစာလုံးကြီးစရတယ်အခုချိန်ထိကမွေးမြူရေးစီမံရေးခံခွဲရေးအကောင်လုံးကကိုယ့်ဘက်ကြည့်ပဲဈေးခါလေးပေးနေတာအခုချိန်ထိလည်းဟိုဘလော့ခ်မန့်ဆိုရှင်ကျွန်တော်တို့မင်းတော်အဲအဲ့ဒီမင်းတော်လမ်းအိုင်လန်ကျောင်းလေးပြီးရေးခါလေးဝင်နေတော့မယ်